ကောင်းတာလုပ်ပြီးကောင်းတာမဖြစ်တဲ့အခါငယ်တုန်းကလူချင်းမိဘတွေစီကနေစဉ်စာအုပ်တွေရုပ်ရှင်တွေဘာသာရေးအစုံအမတွေကနေစဉ်သင်ယူခဲ့ရတာကတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လူကောင်းသူကောင်းတွေကအစုံတစ်နေ့မှာတော့အနိုင်ရသွားမယ်အာရမဓမ္မတွေဘလို့ကြံစုံမယ်စသဖြင့်ပေါ့တကယ်တကယ်ဘဝထဲမှာရှင်သန်လာရင်းနဲ့နားလည်မိလာတာကတော့ဒါတွေကအခါခတ်သိမ်းမှန်မနေဘူးဆိုတာပဲအထူးသဖြင့်ခုလိုကာလမှာမြင်တွေ့နေရတာတွေက ကျွန်တော်တို့တသက်လုံးဆွဲကင်လာတဲ့ယုံကြည်ချက်တွေကိုကင်လို့ပစ်နေတယ်။လူကောင်းသူကောင်းတွေပဲကြွေလွှင်းရတယ်။အများအတွက်အနစ်နာခံလေလေဒုက္ခပိုရောက်လေလေအထာကြီးလေလေကောင်းစားလေလေလူပေါင်းများစွာကိုဒုက္ခပေးနေလဲဘာဝတ်မှမလဲ။ပန်းပန်လျက်နန်းစံလျက်ပဲ။တည်ပြီးသွားရင်ဖြစ်မာရီငဲကြမာရီလက်ပြရောက်မာရီဆိုတာတွေကလည်းစောက်ဖြစ်မှကြောင်းတကာလို့ပြောရမလားဘူး။ ဘသူမှလည်းသိနိုင်တော့တာမဟုတ်ငရဲတွေနှက်ပြေတွေတကယ်ရှိခဲ့ရင်တော့မှအဲ့လိုကိုယ်တိုင်ကဘဝပြောင်းသွားပြီဖြစ်လို့ဒီဘဝမှာသူဒါတွေလုပ်ခဲ့လို့ငရဲကြတယ်သူဒါတွေလုပ်ခဲ့လို့နှက်ပြေရောက်တယ်သိရမှာမဟုတ်ဘူးအာဝနာတန်းပြောရမယ်ဆိုရင်တော့စိတ်ဖြေတဲ့အနေနဲ့ပြောနေခဲ့ကြတာပါပဲမကောင်းတာလုပ်ပြီးဘဝကตายရနေတဲ့အခါမှာဒီကောင်းနေတဲ့ငရဲကြမှာပါပေါ့ကောင်းတာတွေလုပ်ပါနေရတဲ့ဒုက္ခတွေရောက် ဘာတရားမျှတမှုမှမရဘဲတည်သွားရတဲ့အခါမှာသေရင်တော့လက်ဖြေရမှာပေါ့ဒီလိုဖြစ်တွေ့လိုက်ကြရတာပါပဲဟောကောင်းတာလို့လို့အခြားဘာမှမရရင်တော့လူများရဲ့ချီးကျူးစကားခံရခြင်းတွေခံရပါလိမ့်မယ်အဲ့ဒါခါရောတရားရခိုင်တော့တည်ကြလို့လားကောင်းတာလို့ပြီးကဲ့ရဲ့ခံရရသူတွေပုံးလို့မကောင်းတာလို့ပြီးငွေဆိုတဲ့ဒုတိယဖျားသခင်မျက်နှာနဲ့ပွဲလေတက်နေတဲ့သူတွေလည်းအများကြီးပဲဒါကြောင့်လေ ဘာလို့မျောလင့်ပြီးမှကောင်းကောင်းမွန်မွန်ရက်တည်ရှင်သန်နိုင်ဖို့ကိုမရွေးတော့နဲ့ကိုတကယ်နေခြင်းမှနေအဲ့ဒါကအရေးကြီးဆုံးနဲ့အဓိကအကျဆုံးလိုအပ်ချက်ပဲကိုကိုကိုလေးစားမှုကြည်ညိုမှုပေါ့ဟုတ်တယ်ဒီလိုနေဒီလိုရွေးလို့ငါဘာရမလဲဒုက္ခနဲ့ဒဏ်ရာတွေကလွဲပြီးဘာမှမရဘူးသို့တော်လေကိုကိုကိုလေးစားမှုတော့ရလိမ့်မယ်ကြံလိမ့်မယ်လက်ပြလုံးလုံးရှင်သန်ရလိမ့်မယ်ဟီရီနဲ့အော်တပါကြောင့်မကြာခဏရေးဘူးတယ် ။အော်တဘဆိုတာကအပြင်ဖီအားကိုကြောက်တာ။နီရင်နေရအပူပေးထားတဲ့တံပြားကိုမကန်ရဲတာနဲ့တူတယ်လို့ဥပမာပေးတယ်။ကြောက်လို့မကန်တာမကန်ခြင်းတော့မကန်တာမဟုတ်ဘူး။ဒီအတွက်မပူတော်ဘူးဆိုရင်ကန်ကြင်ကန်လိမ့်မယ်။အခုလိုလူအများရဲ့ကိုကျင့်တရားစံနှုန်းတွေပြက်ပြဲသွားတယ်၊ပြက်ရင်းလာတယ်။ဆက်စရာကောင်းတာကလည်းရှေ့ရကောင်းမှမသိကြတော့တဲ့ခါအော်တပါဆိုတာကရေးစရာဖြစ်လာတယ်။မဟုတ်တာလုတ်ပြီးရလဲငွေရှိရင်အေးစီပဲ အလူလေးနည်းနည်းပပလှုပ်ပြလိုက်အကုန်ပြန်အစဉ်ပြေသွားမယ်သူ့ထက်ပိုရေးကြည့်တာကတော့ဟေရီအတွင်ထဲကလာတဲ့ရှက်တရားဘလို့တိတိမတိတိကိုကိုကဒါကိုလှုပ်ရမှရှက်တာလှုပ်ချင်စိတ်မရှိတာမစင်တုံးကိုယူလို့မကင်တာနဲ့တူတယ်လူပဲရှိရှိမရှိရှိဘလို့ချင်းနေမမဒီမစင်တုံးကိုမကင်ဘူးသူကြတော့အော်တပတ်ထက်ပိုခိုင်မြဲတယ်ပိုခိုင်ပါတယ်မကောင်းတာကိုမရှောင်ကျင်တဲ့ဘက်ကနေပြင် ခေါင်းနာတွေလှုပ်ဆောင်တဲ့ဘက်ကနေတဲ့စဉ်းစားကြည့်။အပြင်တွောအကြောင်းလှုပ်ဆောင်တာတွေကရည်ရှိမခံဘူး။လုပ်ရင်လည်းအပေါ်ရန်လူမြေအကောင်းကြီးပဲ။ချီကျူးခံ။အတိမတ်ပြုခံခြင်းလို့လုပ်တာဆိုရင်ကိုတင်သလိုမဟုတ်ဘဲနဲ့ဝေဖန်တိုက်ခတ်ခံရတဲ့အခါမှာလုံနေတဲ့အလုပ်တွေကရပ်သွားပါလိမ့်မယ်။နောက်ဘဝနဲ့ပြည်ရောက်ခြင်းလို့ဆိုပြီးတော့မှကောင်းမှုကုသိုလ်တွေစစ်လုံနေတာကလည်းတခါတလေမှာငတ်နေတဲ့သူတွေကိုမျက်ွယ်ပြုတ်ပြီးဝါဝဲပြီးသားစေတီကိုရွှေထက်ထက်ချနေတာမျိုးတွေ လုံမိတတ်သေးတယ်။ကောင်းတာလုပ်ရင်တော့ကောင်းတာဖြစ်မှာပါ။ဓမ္မခအဆုံးတစ်နေ့မှာတော့အနိုင်ရပါပါ။မျောလင့်နေပြန်ရင်လည်းနောက်ဆုံးထွက်တတ်သည့်ကောင်းကောင်းမွန်မွန်နေမသွားရရှာ။တရားမျှတမှုရမသွားရှာတဲ့လူတွေအကြောင်းသိရရင်တော့စိတ်သက်ကြအောင်ပဲ။အတွင်ထဲကလာတဲ့တွန်းအားကြောင့်ပဲဒီလုပ်တွေလုပ်တာအကောင်းဆုံးပဲ။ငါ့ကောင်ကရှက်လို့ငါ့ကောင်ကကြင်ညိုခြင်းလို့ကိုအားဖြင့်တူတူတယောက်အစီပြေသွားတာကိုပီတိဖြစ်ခြင်းလို့ စားတဲ့တုံးအားတွေကသာပို့ပြီးတော့မှတာရှည်ခနဲ့။ဘာမျော်လင့်ချက်မှထားမသွားတဲ့အတွက်ဘာမှပြန်မရလဲပြဿနာမရှိတော့ဘူး။ကိုလိုချင်တဲ့ယာကလည်းချက်ချင်းလက်ငင်းကိုယာပြေးသားဖြစ်နေပြီ။ဘာလဲဆိုတော့ကိုကိုဒါကြောင့်ကိုတိုင်လဲဆက်ပြီးတော့မှလူကောင်းတရားဖြစ်နေရှင်သန်အောင်မယ်ဆိုရင်ဒါနဲ့ပတ်သက်လို့ဘာမျော်လင့်ချက်မှမထားနဲ့။ကလေးတွေကိုလည်းကောင်းလာလို့ရင်ဘာဖြစ်မယ်ဆိုပြီးအကျိုးရလဲနဲ့ချိန်ဆက်တဲ့တုံသင်မှုမျိုးတွေမလုပ်နဲ့။ဖော့စ်ဟုတ်တွေပေးထားရလဲရောက်တယ် သူတို့ရဲ့ရင်ထဲမှာတော့ခေါင်းနာလောက်ရတာကိုကျင်တဲ့ပီတိဖြစ်အောင်မဟုတ်တာလောက်ရမှာကိုရှက်တဲ့အောင်သာတင်ပေးတာထည့်ပေးထားလိုက်အဲ့ဒါကသာဘာတွေဘလို့ကြုံရကြုံရမရင်းရတဲ့စိတ်နှလုံးကိုပိုင်ဆိုင်စေမှဖြစ်ပါတယ်